ဟယ်လိုအားလုံးပဲမင်္ဂလာပါဆိုတော့မမမလာတာကြာပြီเนาะအဲ့တော့ဒီနေ့မမဘာလေး sharing လုပ်ပေးချင်တာလဲဆိုရင်ကိုကိုကိုအိမ်မွေးချလိုက်တဲ့အချိန်မှာဘယ်လိုမျိုးအကျိုးရလဒ်တွေရလဲဘာတွေကောင်းလာလဲဆိုတဲ့အချက်လေးကို sharing လုပ်ပေးသွားချင်တာဖြစ်တယ်ပေါ့เนาะအဲ့တော့အဘလိုလူတွေကအိမ်မွေးချတဲ့လဲဆိုလို့ရှင်တော့စိတ်ဖြစ်စီမှုရှိနေတဲ့သူတွေနောက်တစ်ခုကအိမ်မပျော်တဲ့သူတွေပေါ့အဲ့ဒီကကို့မှာအငြင်းန်းပေါ့เนาะအလုံးနဲ့ ပတ်သက်ပြီးတော့စိတ်ဖြစ်စည်းမှုရှိနေတဲ့သူတွေနောက်တစ်ခုကကိုယ့်ရဲ့လူမှုရေးနဲ့ပတ်သက်ပြီးတော့စိတ်ဖြစ်စည်းမှုရှိနေတဲ့သူတွေလူမှုရေးနဲ့ပတ်သက်ပြီးတော့စိတ်ဖြစ်စည်းမှုရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့ဘယ်လိုလူမျိုးတွေလဲဆိုရင်ဒီအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ဖြစ်စည်းမှုရှိနေတဲ့သူတွေဆိုပါစို့အဲရောက်ခမတွေရောင်းမတွေနဲ့နေနေရတယ်ပြီးရင်ကိုယ့်ရဲ့မိဘတွေနဲ့ကိုယ်နဲ့အဆင်မပြေဖြစ်နေတယ်ပေါ့နော်ပြီးရင်အိမ်ထောင်ရေးမှာလည်းအဆင်မပြေဖြစ်နေတယ်ကိုယ့်မှာရှိနေတဲ့စိတ်ဖြစ်စည်းမှုတွေကိုကိုကပြေဖြောက်ချင်တယ်ဆိုတဲ့သူတွေဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်ကိုအိမ်ဝေးချတယ်အဲ့တော့ကိုယ့်ကိုယ်ကို ဒီမူတို့ hypnotist တယောက်နဲ့အိမ်မွေးချဆက်ရှင်ယူတာပဲဖြစ်စေသို့မဟုတ်ကိုကိုတိုင်းပေါ့နော်ကိုကိုကိုအိမ်မွေးချချင်တာပဲဖြစ်စေကိုကိုကိုအိမ်မွေးဒီအိမ်မွေးချလိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်ကို့မှာရှိနေတဲ့ဒီစိတ်ရဲ့တင်းကျပ်မှုတွေတင်းမာမှုတွေကပြေလျော့ပြောင်းလာတယ်ပေါ့ပြေလျော့လာတယ်ပေါ့အဲ့တော့အဲဒီကိုကိုကိုအိမ်မွေးချနဲ့ပတ်သက်ပြီးတော့မမွေးအကြောင်းတွေကိုအနေငယ် sharing လုပ်ပေးခြင်းနဲ့เนาะအဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်မမအများကြီးပေါ့เนาะဒီကိုကိုအိမ်ဝင်ချလိုက်တဲ့အခါမှာရလက်တွေအများကြီးထွက်လာတာဖြစ်တယ်ပြီးရင်စိတ်တွေလည်းအရင်ကိုအေးချမ်းလာတာဖြစ်တယ်ပေါ့เนาะအဲ့အတွက်မို့ကိုကိုကိုအိမ်ဝင်ချလိုက်တဲ့အခါမှာဘာတွေရလက်ရလာလဲဆိုတာလေးကို sharing လုပ်ပေးသွားမယ်ဆိုတော့မမဆိုလို့ရှိရင်အဲမမကတစ်ချိန်လုံးကပေါ့เนาะတစ်ချိန်လုံးကဒီပညာရပ်ကိုမသိခင်အချိန်လေးမှာမမမှာလဲနေ့စဉ်နဲ့အမျှဘာဖြစ်လဲဆိုရင် strategy ရှိတယ်စိတ်ဖြစ်စည်းမှုတွေပေါ့ အဲ့တော့စိတ်ဖြစ်စီမှုပြောလိုက်တဲ့ခါမှာမိုးကိုတိုင်းကလည်းဒီဝင်ငွေရှာနေတဲ့အမျိုးသမီးတယောက်ဆိုတော့အလုတ်ရဲ့ strategy ရှိရဲ့ပြီးရင်မိသားစုရဲ့ strategy ရှိနေပေါ့အဲ့တော့ဘာဖြစ်လဲဆိုလို့ချင်းဒီလိုမျိုးစိတ်ဖြစ်စီမှုတွေရှိလာတဲ့အခါတိုင်းမှာဒီလို strategy ရှိလာတဲ့အခါတိုင်းမှာမမှုလုံးလေးလုံးထရှိတာကတော့အလှပြင်ဆိုင်နေသွားတယ်ပြီးလို့ရှိရင်ဘာလုပ်လဲဆိုရင်ခေါင်းလျှော်လိုက်တယ်နဲ့အနှိတ်ခံလိုက်တယ်ပေါ့ဒါဆိုလို့ရှိရင်ခဏတာတော့ပြေပြောက်သွားတယ်ပြေလျော့သွားတယ်ပေါ့အဲနောက်တစ်ခုကတခါတလေကြားလို့ရှိရင်လည်းဘာလုပ်လဲဆိုလို့ရှိရင်အဲ ပတ်စံထည့်တယ်ပြီးလို့ရှိရင် shopping center တွေကိုသွားတယ်သွားပြီးတဲ့အခါမှာအဲ့လိုစိတ်ညစ်နေတဲ့အချိန်ဆိုတော့ဈေးတွေပါတယ်ပုံမှန်ဈေးတွေတွေသွားတဲ့အခါမှာမမွေရဲ့စိတ်ကဒီ strike ကကြာမသွားဘူးအဲ့တော့ shopping center တွေသွားတယ်သွားတဲ့အခါမှာသူတို့မှာရှိထားတဲ့ aircon ရယ်နောက်တစ်ခုကဒီတီးလုံးတန်ရယ်နောက်တစ်ချက်ကဒီဟိုသူတို့စီထားတဲ့တတရရရရယ်ကကိုယ့်ရဲ့စိတ်ကိုကြီးလင်းစေတယ်ပေါ့ကြီးလင်းစေတဲ့အခါမှာအဲ့ဒီနေရာတွေကိုသွားတယ်သွားပြည့်တဲ့အခါမှာ လိုအပ်တာတယ်မလိုအပ်တာတယ်မသိဘူးကိုယ်စိတ်ကညင်ညူးနေတာ ဖြစ်တဲ့အတွက်စိတ်ပေါ်ပါဖို့အတွက်ပဲကိုသွားတယ်ပြီးတာနဲ့ကိုဝေချင်တာတွေဝယ်လာခဲ့တယ်ပြီးရင်ပြန်လာခဲ့တယ်အဲ့တော့စိတ်ပင်ဖြစ်စီမှုကလျှော့သွားတယ်ပေါ့အဲ့တော့တချို့တွေဆိုလို့ရှိရင်တော့ရှိတယ်စိတ်အရန်ဖြစ်စီလာတဲ့အခါမှာမလုပ်လဲဆိုလို့ရှိရင်ဒီတောက်လိုက်တာစားလိုက်တာပေါ့အဲ့တော့မမို့တင်နေကမမို့ရဲ့ဘဝကတိုက်နေကမဖြစ်လဲဆိုရင်ဒီလိုမျိုး အဲ့လိုမျိုးအဲဘားတွေကလပ်တွေသွားဖို့အတွက်အဆင်မပြေဘူးအဆင်မပြေဘူးဆိုတာကဘာလဲဆိုရင်မမလုံးနေတဲ့အလုပ်တစ်ခုနဲ့အဲဒီလိုနေရာမှာဒီလိုဒီ main ကလေးကိုတွေ့မယ်ဆိုလို့ရှိရင်ဒါမမရဲ့အယူအဆပေါ့နော်မမရဲ့အယူအဆမှကျန်လမ်းမှမယ်မှန်ကျန်လမ်းမှန်မယ်အဲ့တော့မမကတစ်ချိန်လုံးကအဲဘယ်လိုပြောပြရမလဲဆိုရင်ကလေးတွေကိုစားတင်တဲ့ဆရာမတယောက်ဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးနေရာနေသွားတယ်ဆိုလို့ရှိရင်ငါ့ရဲ့ဘုံတိတ်ခါကြတယ်ဆိုတဲ့အယူအဆရှိတယ်ပေါ့နော်ဒါမှကျန်လမ်းမှမယ်မှန်ကျန်လမ်းမှန်မယ်ပေါ့နော်အဲ့တော့အဲ့လိုနေရာတွေကိုကိုကထိန်းရတယ်ပေါ့ ထိရတာဖြစ်တဲ့အတွက်ဘူဘာလို့လဲဆိုရင်ကို့မှာစိတ်ဖိစီးမှုတွေအရင်ဖြစ်လာတဲ့အချိန်တိုင်းမှာဘူဘာလို့လဲဆိုရင်အဲအလှပြဆိုင်ညိုသွားတယ်ခေါင်းလျှော်ပလိုက်တယ်အနှိတ်ခံလိုက်တယ်အဲဒါဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ရှိရှိနေတဲ့စိတ်ဖိစီးမှုကကျသွားတယ်ပေါ့အဲပြီးရင်ဘာဒီ shopping center တွေကိုသွားတယ်ဈေးဝယ်လာတယ်ဝချင်တာတွေဝယ်ပြီးသွားပြီးလို့ရှိရင်ကိုယ့်ရဲ့စိတ်ကပေါ်ပါသွားတယ်ပေါ့ပေါ်ပါသွားတဲ့အခါမှာပြန်လာတယ်အဲ့လိုနဲ့ပဲကိုဖြတ်တန်းခဲ့တာပေါ့ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုဒီမုန်းကြက်မှုတွေအဲ့တော့ ဒီလိုမျိုးပြောတဲ့အခါမှာမို့ဒီမွန်ချက်မှုတွေတင်းချက်မှုတွေကเนาะဒီအိမ်ထောင်တွေမှာလည်းဖြစ်တယ်နောက်တစ်ခုကဒီရောင်းမတွေပြီးရောက်ခမတွေနဲ့နေတဲ့သူတွေဆိုလို့ရှိရင်လည်းပြောချင်တယ်ညာပြောလို့မရအောင်လေเนาะပြောချင်တယ်ပြောလို့မရအောင်ကိုယ့်ရဲ့ ပုံစံတိုင်းနေလို့မရအောင်သူတို့နဲ့အတူတဟဆာတာဖြစ်အောင်လိုက်ရောညီထွေနေရတာဖြစ်တဲ့အတွက်ပေါ့နော်ကိုမစိတ်ဖြစ်စည်းမှုဆိုတာအနေနဲ့အများကြီးရယ်အဓာပြင်လားဆိုမဟုတ်ဘူးတချို့တွေကြားရင်လည်းဒီမိဘတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲမိဘတွေနဲ့ကိုနဲ့အကြိုက်ရှင်းမတူတာဇီယိုက်ရှင်းမတူတာမိဘတွေပြောနေတာနဲ့ကိုနဲ့ကမတူညီတဲ့အခါမှာလည်းစိတ်ဖြစ်စည်းမှုတွေဖြစ်တယ်ဒါပြင်ပေါ့နော်တချို့တွေကြားရင်လည်းအလုံးနဲ့ပတ်သက်ပြီးတော့စိတ်ဖြစ်စည်းမှုတွေလည်းရှိရယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးစိတ်ဖြစ်စည်းမှုတွေရှိလာတဲ့အချိန်တိုင်းမှာဒီဆိုပါစို့ ကျွန်တော်တို့တွေဒီဈေးဝယ်ထွက်လိုက်တယ်ပြီးလို့ရှိရင်အနှပြဆိုင်တွေသွားတယ်အဲနောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီဘယ်လိုပြောပြရမလဲဘားတွေသွားလိုက်တယ်ကလပ်တွေသွားလိုက်တယ်ပေါ့ဒါက healing တစ်မျိုးပဲပေါ့နော် healing တစ်မျိုးပဲဖြစ်တယ်အဲတစ်ချိန်တည်းမှာပဲဘာဖြစ်လဲဆိုလို့ရှိရင်အမြဲတမ်း deeply ပေါ့နော်အတွင်းထဲမှာရှိနေတဲ့စိတ်ဖိစီးမှုရောတော့ပြောင်းမသွားဘူးအပေါ်ရင်ခဏတော့ပြောက်တယ် အပေါ်ယံခဏတော့ပျောက်တယ်ဒါအပြင်ဘာဖြစ်လဲဆိုရင်ကျမတို့ကဒီအတွင်းထဲမှာရှိနေတဲ့စိတ်ဒဏ်ရာစိတ်ဖိစီးမှုတွေကအပြင်ကတခုခုနဲ့ဖြစ်ရတခုခုနဲ့ကြုံလိုက်တိုင်းကြုံလိုက်တိုင်းမှာထက်ထက်ပြီးတော့ပွားလာတယ်တိုးလာတယ်ပို့ပြီးတော့ကြီးလာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒါတွေကိုမသိခဲ့အချိန်မှာကျမတို့အပေါ်ယံအပေါ်ယံပဲခဏတာစိတ်သက်သာရရအောင်စိတ်သက်သာရရအောင်ဆိုပြီးတော့ healing တော်တော်လောက်တာပေါ့အဲပြောမယ်ဆိုရင်ဈေးဝယ်ထွက်လိုက်တယ်အဲပြီးရင်အလှပြဆိုင်တွေသွားလိုက်တယ် ဒါတွေကအပေါ်ယံလေးပဲဖြစ်တယ်အဲ့တော့တကယ်ခဏတာလေးတော့ဖြစ်သွားတယ်ဒါပေမဲ့ဘာတွေဖြစ်လာလဲဆိုကျွန်တော်တို့ဒီအကြောတွေတင်းလာတယ်ဒီရင်ထဲမှာရှိနေတဲ့အလုံးစွန့်နေတဲ့အရာတင်းကျပ်နေတဲ့အရာမြိုသိပ်ထားတဲ့အရာတွေကကြောက်မသွားအောင်ပေါ်ပါမသွားအောင်အဲ့တော့အခုဒီအိမ်မွေးချပညာရဲ့ကိုတည်တဲ့အချိန်မှာဘာလုပ်လဲဆိုရင်ဘာလုပ်လဲဆိုလို့ရှိရင်ဒီအဲကိုကုတ်ကို အိမ်မွေချလိုက်တယ်ကိုကိုကိုအိမ်မွေချလိုက်ပြီးတော့အကုန်လုံးအကြောတွေအကုန်လုံးရှော့လိုက်တဲ့အခါမှာမဖြစ်လာလဲဆိုရင်သွေးလည်ပတ်နှုံးနေရကောင်းလာတယ်ပြီးလို့ရှိရင်ခုနစက်ကြောတက်တာတွေတော့ညောင်းတာကြိုက်တာတွေဒါတွေလည်းပျောက်သွားတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကိုကလက်ရှိရနေတဲ့အရာကိုနော်ငကူကရှိနေတဲ့ဒီမှာစိတ်ချမ်းမှရှိနေတဲ့ကိုယ့်ရဲ့ထွမ်းမာတွေကိုလည်းရှင်းထုတ်သေးတယ်ရှင်းထုတ်ထားတယ်အဲနောက်တစ်ခုက ဘယ်လိုပြောပြရမလဲကိုမလက်ရှိရလာတဲ့အသေးလေးအသေးလေးကိုလည်းနောက်ထပ်ရလာတဲ့အသေးလေးအသေးလေးကိုလည်းမဖြစ်လဲဆိုရင်ကိုကဒီလိုမျိုးအိမ်မွေးချပြီးတော့ဟီနီးလုံးလိုက်တာဖြစ်တဲ့အတွက်ကိုရဲ့ယင်တွေကအများကြီးပော့သွားတယ်နော်ဒါပြဘာဖြစ်လဲဆိုအသွေးနဲ့ပန်းတို့နေကောင်းလာတာဖြစ်တဲ့အတွက်ဝယ်ကျန်းမာရေးတွေကပို့ပြီးတော့ကောင်းလာတယ်ပို့ပြီးတော့ဘဝကပို့ပြီးတော့နေပြော်လာတယ်ပို့ပြီးတော့အေးချမ်းလာတယ်ပေါ့စိတ်တွေပို့ပြီးတော့အေးချမ်းလာတယ်နေရထိုင်ရတာပို့ပြီးတော့ကောင်းလာတယ်ပေါ့အာအဲ့တော့ဒီလိုမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ဒီထဲကိုကိုကို အိမ်မွေချလို့ရလားဆိုလို့ရှင်တော့ရပါတယ်ကိုကိုကိုအိမ်မွေချလို့ရတယ်ကိုကိုအိမ်မွေချတဲ့နီးတို့ကိုလည်းကျွန်မတင်ပေးထားတာရှိတယ်အဲ့တော့ကိုကိုကိုအိမ်မွေချလိုက်ပြီဆိုလို့ရှင်ကောင်းတာပါလဲဆိုရင်ခုနအဲကျွန်မပြောခဲ့သလိုပဲကျွန်မရဲ့ဒီဘဝနဲ့အတူတူပဲကျွန်မလူမျိုးပေါ့နော်ဒီလိုမျိုးအဲကိုကငွေကြေးကိုစဉ်းစားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုမတော်ချင်လို့ပဲဖြစ်ဖြစ်ဒီလိုမျိုးတခြားဟင်းနီးလုပ်တဲ့အဲနီးတွေကိုကိုအစမပြေတဲ့အခါမှာဒီလိုမျိုးတွေအေးအေးဆေးဆေးနဲ့ ကိုလုံးလို့ရတယ်ပေါ့နော်အဲ့တော့အိမ်ွေချလိုက်လို့ရတယ်အဲ့တော့အဲ့ဒီခါမှာအိမ်ွေချလိုက်တဲ့အခါမှာနောက်ထပ်ကောင်းကျိုးတွေဘာတွေရလဲဆိုလို့ရှိရင်ကျွန်တော်တို့အာယုစူးစိုက်နန်းစားနေပို့ပြီးတော့ကောင်းလာတယ်ဥမာကိုယ့်ရဲ့အလုပ်ကိုနော်ဘာတွေဘာတွေလုပ်ရမယ်ပြီးကိုယ့်ရဲ့အလုပ်ပေါ်မှာပို့ပြီးတော့အာယုစူးစိုက်နိုင်စွာအာကောင်းတာဖြစ်တဲ့အတွက်ရလကပို့ပြီးတော့ထွက်လာတယ်ပို့ပြီးတော့ညံလာတယ်ပေါ့နော်ပြောချင်တာကပြီးစိတ်ကပို့ပြီးတော့အေးချမ်းလာတယ်ပေါ့ တော့စိတ်ကပို့ပြီးတော့အေးချမ်းလာတယ်အာယုံဆူဆိုင်နေစားနေရပို့ပြီးတော့ကောင်းလာတယ်ဖြစ်တဲ့အတွက်ရလက်ကပို့ပြီးတော့မြင်လာတယ်ပို့ပြီးတော့ထွက်လာတယ်ပေါ့အဲဒါအပြင်ဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးကိုကအမြင်ရှော့ရှားလိုက်တာရှော့ရှားလိုက်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကျန်းမာရေးကပို့ပြီးတော့ကောင်းလာတယ်ကျမတို့တွေနော်သွေးရောဖြစ်တဲ့သူတွေပဲဖြစ်ဖြစ်နှလုံးရောဂါဖြစ်တဲ့သူတွေပဲဖြစ်ဖြစ်လေဖြတ်တဲ့သူတွေပဲဖြစ်ဖြစ်နော်အဲနောက်တစ်ခုကပါလဲဆိုလို့ရှိရင်ထားလိုက်ပါတော့မိန်းကလေးမာလို့ဆိုလဲအများကြီးရှိရဲဝါတာတို့နော်အိတ်မပြောတာတို့ ဒါမျိုးတွေဒီယောဂါတွေပေါ့ဒီစိတ်နဲ့ပတ်သက်တဲ့ယောဂါတွေပေါ့စိတ်အကြောင်းရင်းခံယောဂါတွေပေါ့အဲ့စိတ်အကြောင်းရင်းခံယောဂါတွေကိုလည်းကို့မှာငကူကရှိနေတယ်ဆိုလို့ရှိရင်အဲ့ယောဂါတွေကိုတဖြည်းဖြည်းနဲ့ကြောက်ကင်းသွားတယ်ကြောက်ကင်းသွားတာဖြစ်တယ်ဒါကကျမပြောတာမဟုတ်ဘူးဒီဆရာဝန်တွေရဲ့လိလာတွေ့ရှိချက်တွေအရာဆရာဝန်တွေကိုယ်တိုင်ပြောထားတဲ့အရာတခုဖြစ်တယ်နော်ဆရာဝန်တွေကိုယ်တိုင်သူတို့တွေဒီအိမ်မွေးချပညာရက်ကို ဒီရှေ့ခေတ်ဆရာဝန်တွေဆိုလို့ရှိရင်ဒီအိမ်မွေးချပညာရက်နဲ့ဘာလုပ်လဲဆိုလို့ရှိရင်ခွဲစိတ်တာတွေလုပ်တယ်နော်ခွဲစိတ်တာတွေလုပ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဲဒီတောက်ဖွားမီရက်တွေမှာအသုံးပြုတယ်ဒါအပြင်ဘာလဲဆိုလို့ရှိရင်ခွဲစိတ်တဲ့နေရာမှာဘာလဲဆိုထုံစေးအစာထိုးပေါ့နော်အသုံးပြုတာတွေဖြစ်တယ်အဲ့တော့ဒီကိုကကိုပေါ့နော်ဒီလိုမျိုးပေါ့နော် မင်္ဂလာပါရှင်ဝင်လာမှုမိတ်ဆက်ပေးလို့ရတယ်เนาะပြီးမမှုရဲ့အတန်ကြားလားជីလင်းပြတ်သောစာကြားလားရုပ်ကိုជីလင်းပြတ်သောစာမြင်ရလားဆိုတော့တစ်ချက်လောက်အမှန်ပေးပါအောင်ရှင်။ဘယ်ကနေជីပြန်ရလဲဆိုတာလည်းမှန်ပေးပါအောင်။အဲ့တော့လေဒီကို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 ဒီလိုမျိုးအိမ်မွေးချလိုက်တဲ့အခါမှာနော်ကိုကိုအိမ်မွေးချလိုက်တဲ့အခါမှာဒီလိုမျိုးရှေ့ကပြောခဲ့သလိုမျိုးရလက်တွေရတာအပြင်နော်နောက်ထပ်ဘာတွေရနိုင်သေးလဲဆိုလို့ရှင်တော့ ဒီယောဂါတွေကို့မှာနောက်ထပ်ဝင်လာမဲ့ယောဂါတွေကိုလည်းတားဆီးနိုင်တယ်ကို့မှာရှိနေတဲ့ယောဂါတွေကိုလည်းပြောင်းခင်းစေတယ်အဲပြီးလို့ရှိရင်ဗာလဲဆိုရင် personal development တွေလည်းပို့ပြီးတော့ကောင်းလာတယ်အဲ့တော့ personal development လို့ပြောတဲ့အခါမှာကျမတို့တွေကအဲလက်ရှိဘဝမှာပေါ့နော်ဆိုပါစို့ငွေကြေးတွေပို့ရချင်တာလုပ်ငန်းတွေပို့အောင်မြင်ချင်တာပို့ပြီးတော့တိုးတက်ချင်တာနော်ဒါတွေရှိရပို့ပြီးတော့အဲလှပချင်တာကျမ်းမာချင်တာပေါ့အဲလှပချင်တာကျမ်းမာချင်တာလို့ပြောတဲ့အခါကြားလို့ရှိရင်လည်းဘာဖြစ်လဲဆိုရင်စိတ်က agent တွေမှာတာလေရုပ်ကနှုတ်ပြောမှာလေအဲစိတ်ပြိုကိုနှုတ်ဆိုတာမျိုးတွေလည်းရှိတယ် နော်ဒါမျိုးတွေလည်းရှိတယ်ဆိုတော့ကိုကဒီလိုမျိုးပေါ့နော်음ကိုကကိုဒီလိုမျိုးအိမ်မွေချတဲ့နီးတွေကိုရကျင်နေဆိုလို့ရှိရင်တင်တန်းလေးတစ်ခုဖွင့်ပေးထားတာရှိတယ်အဲ့ဒီတင်တန်းလေးမှာတွားရောက်ပြီးတော့လေ့လာလို့ရတယ်နော်အဲ့လိုမဟုတ်ဘူးနော်ကို့မှာရှိနေတဲ့ဒီလိုစိတ်ဖြစ်စီမှုတွေကိုအလုံးဝအရှင်းပြောက်ချင်နေဆိုလို့ရှိရင်လည်းကိုစိတ်ကြိုက်နော်အဲဘယ်သူစီမှာမဆိုးပေါ့နော်ကို hypnotic hypnotherapy ကိုထုံးကိုခံယူလို့ရတယ်။အဲ့လိုမျိုးခံယူပြီးလိုက်တဲ့အခါကျမှရှင်ဘာဖြစ်လာမှာလဲဆိုတော့ကိုယ်မှာရှိနေတဲ့ငကူကဒဏ်ရာတွေကိုအဲပျောက်ကင်းတဲ့အပြင်ကိုယ့်ရဲ့စိတ်ကကြီးနေလာမယ်အေးချမ်းလာမယ်ပေါ့။အဲ့တော့တချို့တွေကလည်းမေးကြတယ်တချို့ကအိမ်မွေးချလိုက်တဲ့အခါကျလို့ရှင်ဒီအိမ်မွေးချပြီးတဲ့အခါကျလို့ရှင်ဘယ်လိုမျိုးဆိုးကျိုးတွေရှိလဲဆိုလို့ရှင်တော့ဆိုးကျိုးအနေနဲ့ကလုံးဝမရှိဘူး။ဘာမှမရှိဘူး။ကောင်းကျိုးတွေပဲရှိတယ်ပေါ့။အိမ်မွေးချတဲ့အခါ ကောင်းကျိုးတွေပဲရှိတယ်လူတယောက်ကိုအလွယ်တကူအောင်မြင်လာတယ်တိုးတက်လာတယ်ပြီးရင် personal development တွေကောင်းလာတယ်ပြီးရင်အာယုံစိုက်နေစားတွေကောင်းလာတယ်ကျန်းမာရေးတွေပိုကောင်းလာတယ်ပြီးရင်မဖြစ်လဲဆိုရင်သွေးနဲ့ပန်းတုံးတွေကောင်းလာတယ်အဲတချို့တွေဆိုရင်မဖြစ်လဲဆိုရင်ခန္ဓာကိုယ်တွေမှာအာကျမရဲ့ဒီအတိတ်တွေမှာတော့ကြုံမှုတယ်ခနာကိုယ်မှာအကြောတွေအရင်တင်းနေတာမာနေတာပေါ့နော်သူတို့ရဲ့အသားကြီးကိုကင်လိုက်ကုန်ကိုပဲပျော့ပျော့မရှိဘူးပျော့ပျော့ပြောင်းပြောင်းမရှိဘူးအရင်မာတင်းနေတဲ့သူတွေအဲ့လိုလူတွေဆိုလို့ရှိရင်လည်းအိမ်မွေးချအိမ်မွေးချခံယူတက်တယ် နော်အိမ်မွေးချခံယူတယ်ကိုကိုကိုပဲအိမ်မွေးချကြဒါမို့ရင်ဒီ hypnotisis နဲ့ပဲအိမ်မွေးချခံယူခံယူပေါ့နော်ဒီလိုမျိုးအသားရေအကြောတွေအရန်တင်းနေတာအသားတွေအရန်တင်းနေတဲ့သူတွေနောက်ခုကဘာလဲဆိုရင်ရင်ထဲမှာကြက်ပြီးတော့မြိုတိတ်ထားတဲ့အရာတွေများနေတဲ့သူတွေအဲ့တော့အာဒီကိုယ့်ရဲ့ပေါ့နော်အိမ်ထောင်ပတ်တွေနဲ့အဆင်မပြေလို့ပဲဖြစ်စေကိုယ့်ရဲ့ဒီရောက်ခမာတွေရောက်မာတွေနဲ့အဆင်မပြေလို့ပဲဖြစ်စေမိဘတွေနဲ့အဆင်မပြေလို့ပဲဖြစ်စေအဲ့အဆင်မပြေတဲ့အရာတွေကိုရင်ထဲမှာတိတ်ထားတဲ့မြိုတိတ်ထားတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုလည်းကိုက ရှင်းထုတ်လို့ရတယ်ဖွင့်ထုတ်လို့ရတယ်ပေါ့အဲ့တော့ဒီလိုမျိုးပေါ့နော်အဲကိုကိုကိုအိမ်မွေးချတတ်မယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကောင်းတယ်ဘာကြောင့်လဲဆိုရင်ကျမတို့အဲဘယ်လိုပြောပြရမလဲ 像我过过过多的步骤，一千步骤就要宣布着手了。像我买楼的时候，visualisation 你漏掉，manifestation 你漏掉，比如说 information 你漏加嘞，变适当的标价嘞不？哎，这 <noise> 嘞，人家一炒股 P C 嘞，我也试过了，一千几嘞不？变对了，把东西搞哪嘞？变呃，不变多价的没事嘞，对要价嘞不变要多拿嘞不？然后。 ကိုကိုကိုအိမ်မွေးချတဲ့နီးတွေကိုရကျင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီတင်တန်းလေးတစ်ခုရှိတယ်အဲ့ဒီမှာသွားရောက်ပြီးတော့လေ့လာလို့ရတယ်အကြွေမိတ်ဆွေကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကနေလာတဲ့သူတွေကိုတော့အထူးကျေး sorry ဒီ like ကနေလာတဲ့သူတွေကိုအထူးကျေးရှိတာဖြစ်တဲ့အတွက်ပေါ့နော်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်သွားရောက်ပြီးတော့အနံလို့ရတယ်ပေါ့နော်အဲ့တော့တခြားတခြားသိကျင်တာတွေရှိလို့ရှိရင်လည်းကိုမမှာပဲမေးခဲ့လို့လည်းရတယ်။ဒါမှမဟုတ်ကိုမွေမက်ဆေ့ချာမှာလာပြီးတော့မေးလို့လည်းရတယ်။ဖြေပေးမယ်ပေါ့နော်။အဲ့လိုမဟုတ်ဘူးနော်။ကို့မှာပေါ့နော်။ဒီလို အခက်အခဲတွေနဲ့ကြုံတွေ့ရလို့ဆိုပါစို့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေမိဘရင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေကိုယ်မှာစိတ်ဖြစ်စီမှုတွေရှိနေတယ်ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတော့ဒီတွေကိုသိချင်တယ်ဆိုလို့ရှိရင်လည်းတော့ဘယ်လိုမျိုးဖြေရှင်းရမလဲလက်တော်ကိုယ့်ရဲ့စိတ်တွေကိုဘယ်လိုထားရမလဲကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတော့ကိုတော့ဒီလိုကြုံတွေ့နေရတဲ့ဒီချဲဘယ်လိုမျိုးကိုဖြတ်သန်းရမလဲအဲ့အရာတွေကိုသိချင်တယ်ဆိုလို့ရှိရင်လည်းလာပြီးတော့တိုင်မြင်လို့ရတယ်အဲ့တော့အဲ့လိုမျိုးမုံမုံနဲ့လာပြီးတော့တိုင်မြင်တဲ့အရာက ငွေကြေးမယူထားပါဘူးအခမဲ့ free လာပြီးတော့တိုင်မြင်လို့ရတယ်เนาะအခမဲ့လာပြီးတော့ free တိုင်မြင်လို့ရတယ်ဘလို့ဖြစ်နေတယ်ကိုမဘလို့ကြုံတွေ့နေရတယ်ဘလို့အခက်အခဲတွေဖြစ်နေတယ်ဆိုတာကိုလာရောက်တိုင်မြင်လို့ရတယ်ဒီချိန်ကြီးကျွန်တော်မှာတော့ကျမမှာတော့ဘလို့အခက်အခဲတွေနဲ့ကြုံတွေ့နေရလို့အဲ့ဒါလေးကိုဘလို့ဖြေရှင်းရမလဲဆိုတာကိုလာပြီးတော့တိုင်မြင်လို့ရတယ် ။ဘာကြောင့်လဲဆိုလို့ရှိရင်မမိုးကိုတိုင်ကိုကဒီ coaching နဲ့ပတ်သက်ပြီးတော့လည်းသင်ထားတာရှိတယ်။ပြီးရင် NLP trainer တယောက်ဖြစ်တယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီ hypnosis နဲ့ပတ်သက်ပြီးတော့လည်းကိုကအများကြီးသင်ထားတာဖြစ်တဲ့အတွက်နော်။မိတ်ဆွေတို့မှရှိနေတဲ့နော်လက်ရှိကြုံတွေ့နေရတဲ့စိတ်ဖြစ်စီမှုတွေစိတ်တန်ရာတွေကိုကုသမှသာလေအခါကျင်းဝင်ပေးရတာဖြစ်တယ်။မကုသဘဲနဲ့ခုမှတော့အဲဒီချဲတိုင်မြင်ကြည့်အောင်မယ်။တိုင်မြင်ကြည့်လို့မှအဲအဆင်ပြေတယ်။အဲ့တော့မှပဲကုသ 木油麦树都芽嘞，那椒、大米都芽嘞，水泥路芽嘞，新盘路芽嘞，哎喽，新盘路芽嘞说来看嘛，怎么也那样的家说啊？旁别来说的确怎么了嘛？盐盘这样，你也没修，白妈盐盘路盐盘人没丢，可嘛中队的压嘞，芽的个，地苗队的他嘞，芽的个，白妈多比喽，路差路路差没丢，白妈多比喽，铺头完没丢，不都是嘛盐盘人没丢，树都成，怎么是嘛那么多盐盘路芽白嘞？哎，侬有盐盘的芽啦？ အခချင်းဝင်မပေးရဘူး။လာပြီးတော့ရင်ဖွင့်လို့ရတယ်၊ပြောပြလို့ရတယ်၊ငိုပြလို့ရတယ်။အဲ့တော့အဲ့လိုငိုပြလိုက်တဲ့အခါမှာအဲ့လိုဖွင့်ပြောလိုက်တဲ့အခါမှာကျမတို့ရဲ့အကြောင်းမျိုးဒီ share social media မှာတင်မလားဆိုလုံးဝမတင်ပါဘူး။အဲ့အတွက်စိတ်ချပါ။နောက်တစ်ခုကကျမတို့ကျွန်တော်တို့ရဲ့အကြောင်းတွေကိုတခြားတခြားတယောက်ကိုသွားပြောမှလားဆိုရင်လည်းအဲ့လိုလည်းကျမတို့မပြောပါဘူး။ဘာကြောင့်လဲဆိုကျမတို့ကိုယ်တိုင်ကိုက client ရဲ့အကြောင်းအရာတွေဒီရင်းလာဖွင့်မဲ့သူတွေရဲ့အကြောင်းအရာတွေကိုနော်တခြားတယောက်ကိုမပြောပါဘူး။ မပေါက်ကြားပါဘူးဆိုတာကိုကျွန်တော်တို့ဂရိသစ္စာခံယူပြီးသားဖြစ်တယ်။ဂရိသစ္စာခံယူပြီးသားဖြစ်တဲ့အတွက်လုံခြုံတယ်၊ safe ဖြစ်တယ်။အဓိကရက်လက်ရသွားမှာဘာလဲဆိုလို့ရှင်ဒီမိတ်ဆွေတို့မှာရှိနေတဲ့ညီနှင်းမနော်အဲကြက်နေတဲ့အရာတွေမြိုသိမ့်ထားတဲ့အရာတွေဘာမှရင်ဖွင့်လို့ဖွင့်ရမ်းမသိဒီကိုမှရှိနေတဲ့ဒီစိတ်ဖြစ်စင်းမှုတွေကိုဘယ်လိုလွှတ်ချလို့လွှတ်ချမှန်းမသိဘူးဆိုတဲ့နီးတွေကိုတော့ရသွားလိမ့်မယ်အဲ့တော့အများကြီးအကျိုးထုတ်လာလိမ့်မယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီပြီးခဲ့တဲ့ပေါ့နော် ်ပြီးခဲ့တဲ့အဲတပတ်ကြော်ကြော်လောက်ကပဲပေါ့နော်ပြီးခဲ့တဲ့တပတ်ကြော်ကြော်လောက်ပဲကျွန်မရဲ့ client တယောက်နဲ့အဲကျွန်မကုကုသခံယူတဲ့ client တယောက်မှာဆိုလို့ရှိရင်ဘာတွေနဲ့ကြုံတွေ့ရလဲဆိုသူဆိုလို့ရှိရင်အများတန်းပေါ့နော်ဒီအိတ်ဆေးတွေတောက်လာနှင်းနဲ့ချီနေပြီပေါ့နော်အိတ်ဆေးတွေတောက်လာနှင်းနဲ့ချီနေပြီဒီအိမ်မွေးချခံယူပြီးလိုက်တဲ့အခါမှာကျမရှိမှာ hypothermia ကိုတုံးခံယူလိုက်တဲ့အခါမှာဒီဆေးတောက်ရလွတ်သွားတယ်အိတ်ဆေးတောက်ရလွတ်သွားတယ်ပေါ့အဲ့တော့ နှစ်ပတ်လောက်တော့ရှိသွားပြီပေါ့အဲ့ client မှာဘာဖြစ်လာဆိုတော့ဒီချဲဒီချဲနဲ့တွေ့ပြီးတဲ့နေရာစပြီးတော့ကျွန်မအိတ်ဆေးမတောက်ခဲနဲ့လဲအိတ်ပျော်လာတယ်ပြီးရင်ဒီသူ့ရဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေကိုလည်းသူရင်ဆိုင်တတ်လာတယ်စိတ်တွေလည်းထားတတ်လာတယ်ဆိုတော့ရလက်တည်ရတယ်ပေါ့နော်အဲ့တော့ဓာရီကိုအဲဘယ်လိုပြောပြရမလဲဆိုတော့ကျွန်မတို့တို့ရဲ့ privacy အရာเนาะတို့ရဲ့ဒီ ဘယ်လိုပြောပြရမလဲသူတို့ရဲ့အကြောင်းတွေကိုကျွန်တော်တို့ social media ပေါ်မှာလုံးဝမတင်ဘူးပြီးတော့ဗာလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့မှတခုတော့ရှိတယ်ပေါ့နော်ဗာလဲဆိုကျမရဲ့ client တယောက်မှာဒီလိုတော့ကြုံခဲ့တယ်အဲ့အတွက်ဒီလိုပြဿနာတွေကိုဖြေရှင်းလာနိုင်တယ်ဆိုတဲ့အရာမျိုးဘယ်လိုတော့ဖြေရှင်းသွားတယ်ဆိုတဲ့အရာမျိုးကိုတော့ကျမတို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကခုမှရှိနေတဲ့အရာတွေကိုမျိုးသိမ့်မထားပါနဲ့နော်မျိုးသိမ့်မထားပါနဲ့ဘာဖြစ်လဲဆိုရင်အဲ့မျိုးသိမ့်ထားတဲ့အရာတွေကကြုံတွေ့ရတဲ့အခက်အခဲတွေက 吉玛罗提布瓦嘞，蛮好包。那布瓦提八端拿出来的，那布瓦提八端拿出来的，他 <noise> 别，我说那些提布瓦嘛嘞，拿出来的声音。我讲，提袋呀，咱咱的提 C P C 木里咋么了？布瓦的下楼呀，你不要蛮么好顾，喏，三天嘛包完就来你蛮么好顾，三天嘛包完就来你蛮么好拿出来的。伢说，我差的呢啵。俺老蒋在那吧嘞说，吉玛罗，哎，你们有 C P C 木里啊？吧，那对，吉玛西嘛来表演嘞，吉玛罗，俺买手机啵。 အဲ့တော့စားသမျှတွေအစိုးတွေလည်းထည့်မယ်အချောက်တွေလည်းထည့်မယ်အဲ့ဒီအမိုက်ထုတ်ကြီးကိုနေ့စဉ်ထမ်းသွားမလားဒါမို့ရင်ကိုဒီလိုမျိုးတိလိုက်တဲ့အချိန်မှာကိုလွတ်ချမလားထားခဲ့မလားပေါ့နော်ဒါကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်ကိုကဒါတွေကိုလွတ်ချခြင်းပြီးတယ်မသွားခြင်းတော့ဘူးဒီလိုမျိုးကိုမှရှိနေတဲ့စိတ်ဖိစီးမှုတွေစိတ်တင်းကျပ်မှုတွေမွန်းကျပ်မှုတွေကိုမရခြင်းဘူးဆိုလို့ရှိရင်လာပြီးတော့ပြောပြလို့ရတယ်ရင်ဖွင့်လို့ရတယ်နော် လာပြီးတော့ပြောပြလို့ရတယ်ယင်ဖွင့်လို့ရတယ်ယင်ဖွင့်လို့မှအချိန်တွေတစ်ခုကောင်းလာတယ်ဆိုတော့မှကုသမှုကိုယူလို့လည်းရတယ်နော်အဲ့တော့ကိုယ်မှာရှိနေတဲ့အခက်ခဲတွေကိုကိုကကိုကိုတိုင်းကိုတယောက်တည်းဖြေရှင်းလို့မရအောင်လမ်းနေပြောင်းနေတယ်ဒီပြဿနာရဲ့တစ်ခုနဲ့ပတ်သက်ပြီးတော့ကိုမှာလမ်းနေပြောင်းနေတယ်ကိုဘလို့မှနော်ဖြေရှင်းလို့မရတော့ဘူးလမ်းစားရှာမတွေ့တော့ဘူးဆိုလို့ရှင်တော့ကျမတို့လိုမျိုးနော်ဟိပ်ပလို့ ် notice station မှာ live coach station မှာသွားပြီးတော့ကိုရင်ဖွင့်လို့ရတယ်ကိုသွားပြီးတော့ကုသမှုခံယူလို့ရတယ်အဲ့တော့ဘဝမှာစည်းပွားနဲ့ပတ်သက်ပြီးတော့လမ်းကြောင်းတွေပြောင်းနေရပဲဖြစ်စေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဒီအိမ်တော်ကြီးကိုကိုဘလို့ရှစ်ဆက်သွားမလဲသွားမလားရမ်းရမလားဝေခွဲမရတယ်ဖြစ်နေတယ်နောက်တစ်ခုကကိုင်နဲ့ဒီပေါ်ကိုကိုရဲ့မိဘနဲ့ပတ်သက်ပြီးတော့ကိုအဲဘလို့ရှစ်ဆက်သွားမလဲမသိဘူးဖြစ်နေတယ် နော်ရောက်ခမရရောက်မရနဲ့ပတ်သက်ပြီးတော့ဖြစ်စေသားသမီးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုဘလို့သွားလို့သွားရမှန်းမသိတော့ဘူးဆိုလို့ရှင်တော့ဒါရောက်အခမဲ့လာရောက်တိုင်မင်းလို့ရတယ်ဆွေးနွေးလို့ရတယ်ကိုမရှိနေတဲ့အရာတွေရင်ဖွင့်လို့ရတယ်တိုင်မင်းလို့ရတယ်ပြောပြလို့ရတယ်ငိုချင်ငိုလို့ရတယ်နော်ဖွင့်ထုတ်ချင်ဖွင့်ထုတ်လို့ရတယ်အဲ့အတွက်ဒီမိတ်ဆွေတို့မှာကျမတို့အမြင်နဲ့ရှိနေတယ်ပေါ့နော်အဲ့အတွက်ပြောချင်တာကဘာလဲဆိုရင်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ဖြစ်စေပေါ့နော် ဒီလူမှုရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စီကို့မှာရှိနေတဲ့စိတ်ဓာတ်ရာတို့လာပြီးတော့ရှင်းလို့ရတယ်နောက်တစ်ခုကဒီကို့မှာပေါ့တစ်ချိန်ချိန်လုံးကပြဿနာရဲ့အကြီးကြီးတစ်ခုနဲ့ကြုံခဲ့တယ်အဲ့ပြဿနာတွေကိုအဲ့ပြဿနာကြီးကကို့နောက်ကိုအရေးပမာလိုက်နေတယ်အဲ့မှာခံစားခဲ့ရတဲ့စိတ်ဓာတ်ရာတွေကကို့အရေးပမာလိုက်နေတယ်အဲ့စိတ်ဓာတ်ရာတို့ကိုမရကျွန်တော်လွှတ်ချခဲ့ခြင်းလဲဆိုလို့ရှိရင်လည်းလာပြီးတော့ရင်ဖွင့်လို့ရတယ်တိုင်ပင်လို့ရတယ်ကုသခံယူလို့ရတယ်နော်လာပြီးတော့ကုသလို့ရတယ်တိုင်ပင်လို့ရတယ်ကုသခံယူလို့ရတယ် เนาะဘလို့ဘလို့သွားမလဲစိတ်တွေဘလို့ထားရမလဲဆိုတဲ့နည်းတွေကိုလာပြီးတော့အကြံဉာဏ်ယူလို့ရတယ်အကြံဉာဏ်လာတောင်းလို့ရတယ်အဲ့အတွက်เนาะကို့မှာခံစားနေရတဲ့အရာတွေကိုတယောက်တည်းသိမ်းမထားပါနဲ့ကိုတယောက်တည်းမခံစားပါနဲ့နော်ကိုရောက်တဲ့မျိုးသိမ့်မထားပါနဲ့ကျမတို့လိုလူတွေစီမှာလာရောက်တိုင်ပင်လို့ရပါတယ်ဖွင့်ထုတ်လို့ရပါတယ်တွတ်ချလို့ရပါတယ်ဟင်းနီးလာလို့ရပါတယ်နော်ဆိုတော့မိတ်ဆွေကနော် ကိုကိုကိုအိမ်ဝင်ချတဲ့နေ့တွေကိုသိချင်လို့ပဲဖြစ်စေဒါမှမဟုတ်လို့ရှင်ကုသခံယူချင်တယ်လို့ပဲဖြစ်စေဒါမှမဟုတ်ရှင်ဒီချက်ရေးဘယ်လိုလုပ်ရမလဲဆိုတဲ့နေ့ကိုပဲသိချင်သေးတယ်လာပြီးတော့လည်းယူဖွင့်ချင်တာပဲဖြစ်စေတိုင်ပင်ကြည့်ချင်တာပဲဖြစ်စေမစင်ညာမှာလာရောက်ဆောင်နဲ့မြင်မြန်လို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကိုမသိချင်တာပဲရှိလို့ရှင်ကိုမမှာမိခဲလို့ရတယ်လို့မျိုးမစင်ညာမှာလည်းလာရောက်မြင်မြန်လို့ရပါတယ်ဆိုတော့ဒီ like လေးကိုဒီနောက်မှာပဲအဆုံးသတ်လိုက်မယ်တတား